တော့တော့လုံးနိုင်ခဲ့ပြီပေါ့နော်။တော့ဒီမှာလည်းတန်တန်ရောက်ပြီပေါ့။ပါနဲ့လို့ခုလိုလာရောအားပေးရတော့တောင်းလဲလာရောအားပေးကြမအောင်ပိတ်ကုန်ဒီမှာ tell me that I can't, that I won't, that I fail, that I'll never make it out, yeah. Please tell me all the bad, never good. Fill my head full of every single doubt, yeah. Please say any negative thoughts. I pop off when I hear people say I cannot. I get off to the thought of proving everyone wrong. I won't stop to the top, so you better back off or get lost. I'ma stay loud, stay proud. Never running out, never heading south. I'll be spreading out, call it word of mouth. Can't put me down, I'll be getting loud. You can never doubt, Now what it I'm about. Have be fucking cloud, it be raining now. I keep making sound, go another round. Bitch, I'm legend bound, can't stop me now. slow burn like a deceit Just tell me that I can not show you things that you could ြမဖော်လုံးချစ်ပရိသတ်များအားလုံးပဲမင်္ဂလာပါမနေ့ကကျင်းပပြည်စည်းခဲ့တဲ့2026အာရှယူဆက်ကွန်ဖလာချစ်စေပွဲစဉ်မှာတော့အုတ်စုချီမှာကျောင်းမြမအသင်းအနေနဲ့အုတ်စုနောက်ဆုံးပွဲစဉ်မှာစီးရီးယားအသင်းကိုလိုအပ်နေတဲ့တရေရလက်ရယူကစားပြီးတော့ဒါနှစ်ခုနှစ်ခုဆိုတဲ့ရလက်နဲ့တရေကြခဲ့ပါတယ်အဲ့တော့ကျွန်တော်တို့ဒါအုတ်စုပွဲစဉ်အားလုံးကစားပြီးတဲ့အချိန်မှာ၃ပွဲနိုင် တပွဲတည့်ရဆိုတဲ့ရလတ်နဲ့ရမှတ်၁၀မှတ်ရာကိုကကျွန်တော်တို့ကိုကိုပေးကို၃ကိုနဲ့အတူဒါကျွန်တော်တို့ခြေစစ်ပွဲအောင်မြင်ခဲ့ပြီဖြစ်ပါတယ်မြန်မာအသင်းနဲ့အတူနောက်ထပ်အာဆီယံဒေသကဗီယက်နမ်အသင်းနဲ့ထိုင်းအသင်းတို့ကလည်းခြေစစ်ပွဲအောင်မြင်ခဲ့ပါတယ်အဲ့တော့ပထမဆုံးအနေနဲ့ကျွန်တော်တို့ Syria နဲ့မြန်မာအသင်းပွဲစဉ်က Twin Goal လေးတွေကိုတစ်ချက်အရင်ဆုံးပြန်ကြည့်လိုက်ရအောင် မင်းပြဦးကျော်ဇေယအနေနဲ့ကတော့ CBA အသင်းနဲ့ပွဲစဉ်မှာပြီးခဲ့တဲ့အုပ်စုပွဲစဉ်၃ကအိုမန်အသင်းကိုအနိုင်ယူခဲ့တဲ့လူစီရင်အတိုင်းပဲထပ်မံပွဲထွက်လာခဲ့ပါတယ်။ဂိုသမနေရာမှာထပ်ဝင်ရန်အနောက်တန်းမှာမြင်းမြတ်ကိုကိုမျိုးခန့်ကျော်အောင်တီဟာအလဲတန်းညာတောင်မှန်မှာဝင်းစော်ကွင်းလယ်နှစ်ယောက်နေရာမှာတော့ချန်လန်ထိန်နဲ့အန်ထူပိုင် ဘယ်တောင်မှန်ကွင်းတဲ့နေရာမှာတော့မြန်မင်းသူအရှိတန်ဘယ်တောင်မှန်နေရာမှာတော့ညီညီတန်အရှိတန်ညာတောင်မှန်နေရာမှာတော့လင်းအောင်ကပွဲထွက်လာပြီးတော့အထောင်တိုက်စစ်နေရာမှာတော့ပုံမှန်အတိုင်းပဲရဲတိုင်အောင်ကပွဲထွက်လာပါတယ်ဒီနေ့ပွဲစဉ်မှာတော့ပရိသတ်တွေကလည်းပုံမှန်အသင်းနဲ့ပွဲစဉ်ကအရေးအတွက်ထက်ကျွန်တော်တို့ပုံမှုများပြားတဲ့အရေးအတွက်ပမာဏလာရောက်အားပေးတာကိုတွေ့ရပါတယ်ဒီနေ့ပွဲစဉ်မှာလာကြည့်တဲ့ပရိသတ်အရေးအတွက်ကပြီးခဲ့တဲ့မြန်မာလက်ရွေးစင်အသင်းကြီးရဲ့ပါကစ္စတန်နဲ့အာရှဖလားချစ်စစ်ပွဲစဉ်ကလာအားပေးတဲ့ပရိသတ်ထက် ပိုပြီးတော့များတယ်လို့တော့ကျွန်တော်ကတော့ထင်မိပါတယ်မြန်မာအသင်းအနေနဲ့ကတော့ပြီးခဲ့တဲ့အုပ်စုပွဲစဉ်၃ပွဲကစားခဲ့တဲ့ပုံစံအတိုင်းပဲဒါကျွန်တော်တို့ပြိုင်ဘက်ကိုပွဲဆကြတဲ့ကတိုက်စစ်စင်ကစားပြီးတော့ဂိုးရကျင်တဲ့စိတ်များပြီးတော့ဒါ စောစောစီစီပဲဒါကျွန်တော်ဥဆောင်ကိုရရှိခဲ့ပါတယ်ပွဲကစားချိန်7မိနစ်မှာလင်းအောင်ကြောင့်ရရှိလာတဲ့ပြစ်ဒဏ်ဘောကိုအန်ထူပိုင်ကကန်တင်ပေးလိုက်ရမှာကျွန်တော်တို့ညီညီတန့်ကခေါင်းတိုက်အဆုံးတတ်ပြီးတော့သူ့ရဲ့နှစ်ပွဲဆက်သွင်းကိုကိုရယူပေးခဲ့တယ်လို့ဒီနေ့ပွဲစဉ်မှာမြန်မာအသင်းရဲ့ဥဆောင်ကိုကိုလည်းအစောပိုင်းအချိန်မှာပဲရှာဖွေပေးနိုင်ခဲ့ပါတယ်ညီညီတန်းအနေနဲ့ကဒါပြီးခဲ့တဲ့အိုမန်အသင်းနဲ့ပွဲစဉ်မှာလည်းခေါင်းတိုက်သွင်းကိုတကူသွင်းယူနိုင်ခဲ့တယ်လို့အခုကျွန်တော်စီးရီးယားနဲ့ပွဲစဉ်မှာလည်းခေါင်းတိုက် ွင်ကိုတကိုတွင်းယူနိုင်ခဲ့တာပါအဲ့တော့ကျွန်တော်တို့မြန်မာအသင်းအနေနဲ့ပွဲကစားချိန်10မိနစ်မှာပဲဥဆောင်လိုက်ပင်မဲ့လေဒါစီးရီးယားအသင်းအနေနဲ့ကခြေပါကိုရဖို့ပြန်လဲတိုက်စစ်ဆင်ခဲ့ပြီးတော့ပွဲကစားချိန်14မိနစ်မှာတော့စီးရီးယားအသင်းခြေပါကိုတကိုပြန်လဲရရှိခဲ့ပါတယ် ဒီလိုနဲ့အပြန်လဲတိုက်စစ်စင်ကစားရင်လည်းပွဲကတော်တော်လေးကိုမှကျွန်တော်တို့ကြည့်ကောင်းတဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။စီးရီးယားအသင်းအနေနဲ့ကလည်းဒီနေ့ပွဲစဉ်မှာသူတို့အနေနဲ့တွင်းကို၃ကိုရရှိခဲ့မယ်ဆိုလို့ရှိရင်ဒါကျွန်တော်တို့ခြေစစ်ပွဲအောင်မြင်နိုင်တာကြောင့်သူတို့အနေနဲ့ကလည်းမြန်မာအသင်းဘက်ကိုဒါဒါရဆတ်တိုက်စစ်စင်ကစားခဲ့ပါတယ်။ပွဲကစားချိန်မိနစ်30မှာတော့ဒါကျွန်တော်တို့မြန်မာဘောလုံးပရိသတ်တွေစိတ်မကောင်းဖြစ်ရမယ်အခိုက်အတန့်တစ်ခုကိုကြုံတွေ့ခဲ့ရပါတယ်။ ကျွန်တော်တို့ဒီမြမလက်ရွေးစင်ယူဆက်ခွန်အသင်းရဲ့ညာတောင်းမတိုက်စစ်မှာတောက်လျှောက်အားကိုးခဲ့ရတဲ့လင်းရောင် စီးရီးယားအသင်းရဲ့ကစားသမားရဲ့ကြက်ကြန်တတန်ဖျက်ထုတ်ခြင်းကိုခံခဲ့ရပါတယ်။ဒါပေမဲ့လည်းဒီအခြေအနေကိုဒိုင်းလူကြီးအနေနဲ့လှည့်လျူရှုခဲ့ပါတယ်။ကစားသမားကိုအေးအေးယူခြင်းမပြုခဲ့သလိုပြစ်ဒဏ်ပေါ်အခွင့်အရေးတောင်မြမအသင်းကိုခွင့်ပြုပေးခဲ့ခြင်းမရှိပါဘူး။လင်းရောင်အနေနဲ့ကတော့အဆိုပါရရှိခဲ့တဲ့ဒဏ်ရာကြောင့်ကွင်းထဲကနေပြီးတော့ထန်းစင်ထဲမှာတည်ထုတ်သွားခဲ့ရပါတယ်။ လင်းရောင်ရဲ့ဒဏ်ရာအခြေအနေကလည်းဒါကျွန်တော်တို့တော်တော်လေးကိုမှကျွန်တော်တို့ဒီဆိုးရွားခဲ့တာကိုဒီပွဲကြည့်ပရိသတ်တွေအနေနဲ့ TV မှာပြတဲ့လူတွေအနေနဲ့ပြန်ပြတဲ့အခါမှာဒါအထင်းသားတွေ့ရှိခဲ့ရပါတယ်ဒါဒဏ်လူကြီးအနေနဲ့ဘာကြောင့်မို့အရေးယူမှုမပြုတ်လောက်ခဲ့တာလဲဆိုတာကတော့တော်တော်လေးကိုအံ့ဩစရာကောင်းပါတယ်အဲ့တော့ကျွန်တော်တို့ဒီလင်းရောင်ဒဏ်ရာရပြီးသွားတဲ့မိနစ်30နဲ့တိတ်မကြခင်33မိနစ်မှာတော့မြန်မာအသင်းဥဆောင်ကိုရရှိခဲ့ပါတယ်ရရှိလာတဲ့တောက်ကံပေါ်အခွင့်အရေးကို အန်ထူပိုင်ကကန်တင်မပေးဘဲနဲ့မြင်းနေပေါ်လေးရဲနိုင်အောင်စီပေးလိုက်တယ်။ရဲနိုင်အောင်ကမတစင်အန်ထူပိုင်စီပြန်ပေးလိုက်တာဟုတ်။အန်ထူပိုင်ကအေဒီယာနဲ့စွဲဝင်ပြီးတော့လှလှပပကန်သွင်းရမှာဒါကျွန်တော်တို့အတင်းကောင်းဆောင်အောင်ဒီဟာကလည်းဂိုးသမားရဲ့အရှိမှာဒါကျွန်တော်တို့ပေါင်ကြားလေးဟပေးလိုက်တယ်ပေါ့နော်။ဟပေးလိုက်တော့ဒါဂိုးသမားအနေနဲ့ကလည်းဒါကြောင်သွားပြီးတော့ဘောလုံးကဂိုးပေါက်ထဲကိုတန်တန်မမတ်နဲ့ဝင်သွားခဲ့ပါတယ်။အဲ့လိုနဲ့ကျွန်တော်တို့မြန်မာအသင်းအနေနဲ့ပထမပိုင်းပြီးမှနှစ်ကိုးတကိုးဆိုတဲ့ရလနဲ့စီးရီးယားအသင်းကိုဥဆောင်နိုင်ခဲ့ပါတယ် ဒုတိယပိုင်းပြန်အစမှာတော့စီးတီးယားအသင်းအနေနဲ့ကမြန်မာအသင်းဘက်ကိုခြေပါကိုရဖို့ပြန်လဲတိုက်စစ်ဆင်ကစားပြီးတော့မြန်မာအသင်းကလည်းရဟန်းရတယ်လို့တိုင်ပြန်တိုက်စစ်တွေနဲ့ဒါကစားခဲ့ပါတယ်ဒုတိယပိုင်းမှာတော့မြန်မာအသင်းအနေနဲ့ကပွဲကိုလည်းအနိုင်ရရှိနေပြီဖြစ်တာကြောင့်တရေရလဲဆိုလို့ရှိရင်လည်းဒါခြေစစ်ပွဲအောက်မှာဖြစ်တာကြောင့် မလို့အဖက်နဲ့တိုက်စစ်ကိုဒါကျွန်တော်တို့မစင်တော်ဘဲနဲ့ဒါခံစစ်မှာပဲကစားခဲ့တယ်ပေါ့နော်နောက်ထပ်တစ်ချက်ကကျွန်တော်တို့ဒီအရှိတမ်းမှာလင်းရောက်ဒဏ်ရာရသွားတာကလည်းဒါအစိုးရကအကောင်ပါရှိလဲဆိုလို့ရှိရင်လင်းရောက်ရှိနေတဲ့အခါမှာဒါကျွန်တော်တို့မြန်မာသင်းကတိုက်စစ်ကစားပုံကောင်းတယ်ဒါပေမဲ့လည်းလင်းရောက်နေရာမှာဒါဝင်းမင်းတပ်ဝင်လာတဲ့အခါမှာတော့ဒါမြန်မာသင်းနေတဲ့ကခံစစ်ဘက်ကိုအားပြုတဲ့နေရာမှာပိုအားတာဝါတယ်အဲ့ဒီအတွက်ကြောင့်မူလဲဒါဒုတိယပိုင်းမှာစီးပွားအသင်းရဲ့တိုက်စစ်စင်မှုတွေကိုကြကြခံကာကွယ်နိုင်ခဲ့တယ် 63မိနစ်မှာအောင်တီဟားရဲ့ဒါကျွန်တော်ပြစ်ဒဏ်ဘောဆိုလို့ရှိရင်လည်းဒါတန်တီပြီးထွက်ခဲ့တာပေါ့နော်အဲ့ဒီဂိုးလေးဒါဂိုးဝါမယ်ဆိုလို့ရှိရင်တော့ဒါတကယ်ကိုလှမှာပါအဲ့တော့မိနစ်80နောက်ပိုင်းမှာတော့ Syria အသင်းအနေနဲ့ကမြန်မာအသင်းဘက်ကိုတောက်လျှောက်ခြေပါကိုရဖို့ဖိအားပေးကစားခဲ့ပြီးဒုတိယပိုင်းပြီးဆုံးဖို့9မိနစ်အလို85မိနစ်မှာတော့ Syria အသင်းတောက်ကန်ဘောအခွင့်အရေးကနေခြေပါကိုရရှိခဲ့ပါတယ်အဲ့တော့ကျွန်တော်တို့ဒီ85မိနစ်နောက်ပိုင်းတော့ပွဲမပြီးဆုံးခင်အချိန်ထိမြန်မာအသင်းရဲ့ခံစစ် Syria အသင်းကိုထပ်မံပြီးတော့ ဝူမပေးရအောင်ကြက်ကြက်ခံကာကွယ်ရင်းနဲ့ပွဲပြီးဆုံးချိန်မှာတော့မြန်မာအသင်းလိုအပ်နေတဲ့တရတမှတ်ကိုရရှိပြီးတော့2026အာရှယူစက်ခွန်ဖလားချစ်စစ်ပွဲကိုအောင်မြင်သွားခဲ့ပါတယ် ကျွန်တော်ဒီနေ့ပွဲစဉ်မှာဆိုလို့ရှိရင်တော့အန်ထူပိုင်အနေနဲ့ကတချိန်ကိုဖန်တီမှုပြုလုပ်ပေးခဲ့တယ်လို့ကိုတိုင်လဲဒါဂိုးသွင်းယူမှုပြုလုပ်ပေးခဲ့ပါတယ်ဒီအန်ထူပိုင်ဆိုတဲ့ကစားသမားကဒါကျွန်တော်တို့ဒလမျိုးနယ်ကကစားသမားလို့ကျွန်တော်တို့သိရတယ်ဒါကျွန်တော်လဲဒလဆိုတော့ဒါကျွန်တော်တို့ဒလသားဖြစ်တယ်ပေါ့နော်ပြောလို့ရှိရင်ဒါကျွန်တော်တို့ဂိုးသမားထက်ဝေရန်ဆိုလို့ရှိရင်လဲဒါကျွန်တော်တို့ကြုံပြောရလို့သိရတယ်ပေါ့နော်ပြောလို့ရှိရင်ကျွန်တော်တို့ဒီညီညီတန်းနဲ့ဆိုင်းမြတ်မင်းဆိုလို့ရှိရင်လဲလှိုင်းသားရာကကစားသမားလေးတွေဖြစ်တယ်လို့သိရတယ် အဲ့တော့ကျွန်တော်မြန်မာအသင်းမှာနောက်ထပ်ဒီမြန်မာယူဆက်ခွန်အသင်းကဘယ်ကစားသမားလေးတွေကဘယ်နေရာဘယ်ဒေသကနေပြီးတော့ဒါမြန်မာလက်ရွေးစင်ဖြစ်လာလဲဆိုတာကိုကောမတ်မှာသိလို့ရှိရင်လည်းကျွန်တော်ကိုရေးသွားပေးလို့ရပါတယ်ဗျအဲ့တော့မြန်မာအသင်းနေနဲ့လက်ရှိကျွန်တော်တို့ချစ်စစ်ပွဲကာလာတလျှောက်မှာတိုက်စစ်ကတွင်းကို၁၇ကိုအထိရရှိခဲ့ပါတယ်အဆိုပါရရှိခဲ့တဲ့တွင်းကို၁၇ကိုမှာတော့အသင်းကောင်းဆောင်အောင်တီဟာက၂ကိုမြို့ခန့်ကျော်က၂ကိုရဲနိုင်အောင်က၂ကိုညီညီတန်းက၂ကိုတွင်းယူပေးခဲ့ပါတယ် ဒီနှစ်ခိုးစီတွင်းယူခဲ့တဲ့ကစားသမား၄ယောက်ကဆိုလို့ရှိရင်သူတို့တွင်းယူခဲ့တဲ့နှစ်ခိုးကိုဒါနှစ်ပွဲဆက်တိုက်တွေပဲတွင်းယူခဲ့တာပေါ့နော်ပြောလို့ရှိရင်တော့ကျွန်တော်ဝင်းမင်းတန်းကတကိုးတွင်းတယ်ပြီးရင်ဆိုင်းမြတ်မင်းကတကိုးအန်ထူပိုင်းကတကိုးတွင်းပါတယ်အဲ့တော့ဂိုးဖန့်တီးမှုအနေနဲ့ဆိုလို့ရှိရင်တော့အောင်တီဟာကဂိုးဖန့်တီးမှုနှစ်ကြိမ်ပြုလုပ်ခဲ့တယ်ချန်လန်ထင်ရတစ်ကြိမ်ဆိုင်းမြတ်မင်းကတစ်ကြိမ်လင်းအောင်ကတစ်ကြိမ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ပြိုင်ပွဲတစ်လျှောက်အကောင်းဆုံးကစားသမားအဖြစ်ဘ누구ကိုတတ်မှတ်ရမလဲဆိုလို့ရှိရင်တော့ဒါချွင်းချက်မရှိအောင်တီဟာကိုတတ်မှတ်ရမှာဖြစ်ပါတယ် ူ့အနေနဲ့ကဒါကျွန်တော်တို့သွင်းကိုနှစ်ကိုလည်းရရှိခဲ့သလိုဒါကျွန်တော်တို့ဂိုးဖန်တီးမှုနှစ်ကြိမ်လည်းရရှိခဲ့တယ်ဒါကအချက်အလက်တွေရအကောင်းဆုံးကစားသမားဖြစ်သလိုဒါပြိုင်ပွဲအတွင်းမှာလည်းအောင်တီဟာရဲ့စူးစားအားထုတ်မှုကတော်တော်လေးကိုမှဒါအားရစရာကောင်းပါတယ်ကျွန်တော်တို့ဒီစီရနဲ့ပွဲစဉ်ကျွန်တော်တို့နောက်ပိုင်းမိနစ်တွေမှာဆိုလို့ရှိရင်လေအောင်တီဟာရဲ့ရှင်းထုတ်မှုတွေကြီးပါပဲကျွန်တော်အနောက်တန်းမှာအောင်တီဟာကိုမကြောဘူးအောင်တီဟာပဲဖြတ်ထုတ်လိုက်တယ်အောင်တီဟာစီကိုပဲဘောလုံးရောက်သွားတယ်ပေါ့နော်အဲ့တော့အောင်တီဟာအနေနဲ့က ယခုပြိုင်ပွဲမှာသူပြိုင်ပွဲမစတင်ခင်ကကြိုပြီးတော့ပြောထားခဲ့တဲ့အတိုင်းပဲသူ့အနေနဲ့ကဒါသူ့ရဲ့ဂရီကိုတည်နိုင်ခဲ့ပြီလို့ပြောရမယ်။အဲ့တော့ကျွန်တော်တို့အာဆီယံဒေသကနောက်ထပ်အသင်းတွေရဲ့ရလဒ်တွေကိုလည်းကျွန်တော်တို့တစ်ချက်ကြည့်လိုက်ရအောင်။အုပ်စု A မှာတော့အရှိတီမော်အသင်းက3 link အသင်းကို2-9နဲ့အနိုင်ရရှိခဲ့ပြီးတော့အုပ်စုပွဲစဉ်နောက်ဆုံး2ပွဲဆက်တိုက်နိုင်ပွဲရရှိခဲ့ပါတယ်။ကျွန်တော်တို့နောက်ထပ် Brunei အသင်းကတော့ကျွန်တော်ထုံးစံအတိုင်းပဲကျွန်တော်တို့ Bahrain အသင်းကို10ကိုပြတ်ရှုံးနေခဲ့ပါတယ်။အဲ့တော့ကျွန်တော်အုပ်စု A က တီမောနဲ့ဘရိုနိုင်းနှစ်သိန်းလုံးကတော့ဒါကျွန်တော်ချစ်စစ်ပွဲမအောင်တော့ဘူးပေါ့နော်အဲ့တော့အုတ်စုဘီမှာဆိုလို့ရှိရင်တော့ကမ်ဘောဒီးယားကလည်းအုတ်စုနောက်ဆုံးပွဲစဉ်မှာကာဂျစ္စတန်အသင်းကို၃ဂိုးပြန်ရှုံးနေခဲ့ပါတယ်လာအိုအသင်းကလည်းဒါကျွန်တော်ရီမင်အသင်းကိုအုတ်စုနောက်ဆုံးပွဲစဉ်မှာအနိုင်ရရှိမယ်ဆိုလို့ရှိရင်ဒါချစ်စစ်ပွဲအောင်မြင်နိုင်မှာဖြစ်ပေမဲ့လည်းဒါရီမင်အသင်းကို၄ဂိုး၂ဂိုးဆိုတဲ့ရလဒ်နဲ့ရှုံးနေခဲ့ပါတယ်ကျွန်တော်အုတ်စုစီမှာဆိုလို့ရှိရင်တော့ BNN နဲ့မလေးရှားတို့ထိတိုက်တွေးဆုံတဲ့ဒါချစ်စစ်ပွဲအောင်မြင်ဖို့ဘယ်အသင်းဖြစ်မလဲဆိုတာရဲ့အဆုံးဖြတ်ပွဲစဉ်မှာတော့ ဗီယက်နမ်အသင်းကပြတ်သားတဲ့လေကိုကိုမရှိဆိုတဲ့ရလနဲ့အနိုင်ရရှိခဲ့ပါတယ်။နောက်ထပ်စင်ကာပူအသင်းကလည်းကျွန်တော်တို့ဟောင်ကောင်အသင်းနဲ့တကူတကူစီတည်ကြခဲ့ပါတယ်။အုပ်စုအီကဖိလစ်ပိုင်အသင်းကလည်းကျွန်တော်တို့ဂျော်ဒန်အသင်းကို6ခုတကူဆိုတဲ့ရလနဲ့ရှုံးနေခဲ့ပါတယ်။အုပ်စု F မှာတော့ထိုင်းအသင်းအနေနဲ့ကအုပ်စုနောက်ဆုံးပွဲစဉ်မှာသူတို့လိုအပ်နေတဲ့ဂိုးပြတ်နိုင်ပွဲတစ်ပွဲကိုရယူပြီးတော့ဒါခြေစစ်ပွဲကိုအောင်မြင်ခဲ့ပါတယ်။ကူဝိတ်အသင်းကိုအုပ်စုနောက်ဆုံးပွဲစဉ်မှာ3ခုပြတ်အနိုင်ရရှိခဲ့တာပါ။ အုပ်စုကြီးမှာတော့ကျွန်တော်တို့မြန်မာအသင်းကစီးရီးယားအသင်းနဲ့2996စီတရေကျခဲ့ပါတယ်အဲ့တော့ကျွန်တော်တို့အုပ်စု A မှာဆိုလို့ရှိရင်တရုတ်ကခြေစပွဲအောင်နဲ့အုပ်စု B မှာဆိုလို့ရှိရင်ရီမဲအုပ်စု C မှာဆိုလို့ရှိရင်ဗီယက်နမ်အုပ်စု D ကဆိုလို့ရှိရင်အိန္ဒိယအုပ်စု D မှာဆိုလို့ရှိရင်လည်းအိန္ဒိယနဲ့အီရန်ကတော်တော်လေးဥမှာကျွန်တော်အုပ်စုနောက်ဆုံးပွဲစဉ်မှာအကျိအနယ်ဖြစ်ခဲ့ပါတယ်အိန္ဒိယအနေနဲ့အုပ်စုနောက်ဆုံးပွဲစဉ်မှာအနိုင်ရရှိခဲ့တာကြောင့်အီရန်အသင်းအနေနဲ့လည်းဂိုးကွာခြားချက်တွေအများကြီးတာလုံနေပေမဲ့ဟတ်တူဟတ်အနေထားရ အိန္ဒိယအသင်းကိုခြေစပွဲအောင်မြင်ခွင့်ပေးလိုက်ရပါတယ်အဲ့တော့ကျွန်တော်အုတ်စု E မှာဆိုလို့ရှိရင် Australia အုတ်စု F မှာဆိုလို့ရှိရင် Thai အုတ်စု G မှာဆိုလို့ရှိရင်မြန်မာအသင်းတို့ကခြေစစ်ပွဲအောင်မြင်ခဲ့ပါတယ်အဲ့တော့ကျွန်တော်တို့ ASEAN ဒေသကကျွန်တော်တို့အုတ်စု C က BN နဲ့အုတ်စု F က Thai နဲ့အုတ်စု G ကမြန်မာအသင်းတို့ကခြေစစ်ပွဲအောင်မြင်ပြီးတော့ဓာတ်ရိုက်ခြေစစ်ပွဲအောင်မြင်ထားတဲ့ Indonesia အသင်းနဲ့အတူစုစုပေါင်း၄အသင်းတို့ကဒါ2026အာရှယူဆက်ကွန်ဘလာခြေစစ်ပွဲကိုအောင်မြင်ထားတာဖြစ်ပါတယ် အဲ့တော့ဒါ2026 sorry နိုင်ငံမှာကျင်းပမယ်အာရှယူဆက်ခွန်ဖလာပြိုင်ပွဲကို လာမယ်မေလ9ရက်နေ့ကနေ24ရက်နေ့အထိကျင်းပသွားမှာဖြစ်ပါတယ်။ဒါရိုက်ခြေစပွဲအောင်မြင်ထားတဲ့ sorry Indonesia Japan မြောက်ကိုရီးယား Qatar တောင်ကိုရီးယား Tajikistan UAE Uzbekistan ခြေစပွဲစင်ကနေအောင်မြင်လာတဲ့တရုတ်ဂျီမင်းဗီယက်နမ်အိန္ဒိယ Australia Thai နဲ့မြန်မာအသင်းစုစုပေါင်း16တင်းကို လေးသင်းပါတဲ့အုပ်စု၄ခုခွဲလိုက်မှဖြစ်ပါတယ်အဲ့ဒီအုပ်စုကနေပြီးတော့နှစ်သင်းစီကဒါ quarter final အဆင့်ကိုတက်ရောက်ရမှာဖြစ်တယ် quarter final အဆင့်ကိုတက်ရောက်သွားတဲ့အသင်း၈သင်းကတော့ကမ္ဘာဖလားခြေစစ်ပွဲကိုတိုက်ရိုက်အောင်မြင်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကမ္ဘာဖလားခြေစစ်ပွဲ2026ပေါ့နော်ကမ္ဘာဖလားပြိုင်ပွဲကိုလည်းဒါကတာနိုင်ငံကအင်ရှင်အဖြစ်လက်ခံကျင်းပခွင့်ရထားတာကြောင့်ကျွန်တော်အာရှဒေသကစုစုပေါင်း၉သင်းအထိကမ္ဘာဖလားပွဲကိုဝင်ရောက်ရှေ့ပြိုင်ခွင့်ရရှိမှာဖြစ်တယ် အဲ့တော့မြန်မာအသင်းအနေနဲ့ကအုတ်စုနောက်တစ်ဆင့်ကိုတက်လိုက်တာနဲ့ဒါကျွန်တော်တို့ကမ္ဘာဖလားချစ်စပွဲကိုအောင်မြင်ဖို့အခွင့်အရေးရှိနေတာပါအဲ့တော့ကျွန်တော်တို့ဒီ2025ခုနှစ်ထဲမှာဆိုလို့ရှိရင်မြန်မာလက်ရွေးစင်ယူဆက်ခေါ်အမျိုးသားအသင်းရောအမျိုးသမီးအသင်းရောကဒါအာရှဖလားချစ်စပွဲကိုအောင်မြင်သွားပြီဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့လာမယ့်12လပိုင်းဒီဇင်ဘာလ3ရက်နေ့မှာဆိုလို့ရှိရင်လည်း CK အမျိုးသားဘောလုံးပြိုင်ပွဲနဲ့အမျိုးသမီးဘောလုံးပြိုင်ပွဲတွေကလည်းစတင်တော့မှဖြစ်တဲ့အတွက်ကြောင့်မလို့ဒီပြိုင်ပွဲနဲ့ပတ်သက်တဲ့သတင်းအချက်အလက်အကြောင်းအရာတွေကိုသိရှိချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ BTTV ဆိုတဲ့ channel လေးကို subscribe လုပ်လို့နှိပ်ထားဖို့အတွက်တောင်းဆိုပါရစေခင်ဗျာအားလုံးပြီပါတယ်တင်းရတယ်ပြောရတဲ့အချိန်ကြာလိုက်တာပြီးတော့တင်းလည်းကျေးဇူးတင်ပါတယ်တင်းလည်းပေါင်းလုံးလုပ်ပေးရဆိုတော့အတင်းတော့တီးလုံးလို့ကုလိုအောင်ဝေးရတယ်ဆုမပါတယ်ကျွန်တော်တို့အများကြီးပါတယ်တော့ အောင်မြင်နေတာလေဒီခြေစပွဲကိုတော့ရအောင်မြင်ရတော့စိတ်ဓာတ်တွေအကုန်လုံးဒီထဲကိုနှက်ထားရတာချိန်နေလည်းအများကြီးပေးစားခဲ့ရတာကြက်ကွက်တော့